အားလုံးသမီးတို့ရေအားလုံးမင်္ဂလာပါဆရာတော် KG Max ကိုတင်တဲ့ဆရာဖုန်းတန်းစင်သွင်းဖြစ်ပါတယ်ကဲဒါဆိုဒါလုံးသမီးတို့ရေဆရာတို့အရှိတ်တင်ကားစာမှာဘာကိုလေ့လာခဲ့လဲမှတ်မိလား เนาะဆရာတို့1 to 10ဟုတ်တယ်မလားအဲ့ဒါတွေကိုဆရာတို့တူတူเนาะသူတို့ရဲ့နာမည်လေးတွေကိုပြောခဲ့တယ်ပြီးတော့ဆရာတို့ဘာလုပ်ခဲ့သေးလဲ count တွေလုပ်ခဲ့တယ်အများကြီးပဲ exercise တွေလည်းလုပ်ခဲ့သေးတယ်ကဲဒါဆိုသားတို့မိတို့เนาะဆရာတို့1 to 10တော့ဒါ read နော်ဆရာတို့ဖတ်တတ်ရုံနဲ့တော့မပြီးသေးဘူးရေးတတ်ဖို့ကလည်းအရေးကြီးတယ်ကဲဒါဆိုရင်နော်1 to 10တော့ဘယ်လိုရေးရမလဲရင်းနှီးလေးတွေသိဖို့လိုတယ်ဒါဆိုရင်ဒါတို့သမီးတို့နဲ့ဆရာနဲ့အတူတူရေးလိုက်ကြရင်မကောင်းဘူးလားစမယ်နော်ဟုတ်ပြီ ဒါဆိုတော့ကမီတို့ရေဆရာတို့ရေးတဲ့အခါမှာเนาะပထမဆုံးသူအဆက်ကလေးတွေပေးထားမယ်เนาะအဲ့ဒါ trace လုပ်ကြမယ် trace လုပ်ပြီးသွားရင် နောက်တစ်ခါပြန်ရေးတဲ့အခါမှာဆရာတို့အလွတ်ရေးမယ်เนาะအဲ့လိုလေးတွေသွားမယ်ကဲဒါဆိုတော့ကမီတို့ခဲရန်လေးတွေကင်မယ်စာအုပ်ကလေးတွေထုတ်ထားမယ်ဆရာနဲ့တူတူလိုက်ရေးကြပါစပြီเนาะ1 1တို့ဟောအဆက်ကလေးတွေပေးထားပြီဇန်နဲ့တူတူ trace လုပ်မယ်ခဲရန်လေးကိုထောက်ဆွဲချ1 ်ဘာမှမကက်ဘူး one day ဆရာတို့တုံချောင်းလေးတစ်ချောင်းပဲဒါပဲဆွဲချရတာကနော်ဆိုတော့ trace လုပ်ပြီးသွားပြီဒါဆိုရင်ဒါတို့ရေးဆရာတို့အလွတ်တစ်ခါလောက်ထပ်ရေးမယ်ဟုတ်ပြီကဲဒါဆိုရင်ခေတံလေးထောက်ပါ1 really ပါနော်ဘာမှမကက်ဘူးကဲဒါဆိုဒါတို့မျိုးရေးဒီက1 day ပါလေ2 2ဆရာတို့တူတူရေးကြမယ်။ကဲအရင်ဆုံး trace လုပ်မယ်။ခဲရောင်လေးထောက်။ဟုတ်ပြီ။သူ့ line လေးတိုင်းသွားမယ်။2 ဘာမှမခက်ပါဘူးဟုတ်เนาะကဲဒါဆိုဒါရုသမီးတို့ရေခေါင်းထဲမှာပိုမှတ်မိသွားအောင်ဆရာတို့အလွတ်တစ်ခါလောက်ရေးလိုက်ကြအောင်တူတူလိုက်ရေးเนาะ2ဒါပဲเนาะဒါဆိုဒါရုသမီးတို့ရေ2ပြီးရင်ပါလာလဲ yes 3ကဲဒါဆို3ကိုကြားလို့ဆရာတို့ inner trace လုပ်မယ်ဟုတ်ပြီနော်ခေတ္တလေးကိုထောက်တာ3တဝိုင်းနော်ဟုတ်ကဲဘာမှမခက်ဘူး3ရတာပဲ နော်ခဲဒါဆိုတော့သူတို့ဆရာတို့အလွတ်တစ်ခါတော့ထည့်ရေးလိုက်ကြမယ်ခဲရန်လေးကြီးကင်ထားမယ်ဆရာနဲ့တူတူလိုက်ရေးမယ်နော်ဒါမှမှတ်မိမှာကဲ3 very good ကဲဒါဆိုတော့သူတို့3ပြင်ပါလာလေ yes 4ကဲဒါဆို4လေးကိုဆရာနဲ့တူတူလိုက်ရေးမယ်အရင်ဆုံး trace သူ့ line လေးတိုင်သွားမယ်နော်ဟုတ်ပြီဆွဲနီးလေးတွေမှတ်မစင်နော်ဒါတို့သူတို့4ဒါပဲ ဘာမှမထည့်ဘူးသားလို့ပြောနော်ကဲဒါဆိုရင် folio ကိုအလွတ်တစ်ခါလောက်ထည့်ရေးလိုက်ကြအောင်ဘာမှမထည့်ဘူးနော်ဆိုတော့ဒါလေးကိုလေ့ကျင့်သွားလို့ချင်းလွယ်သွားလိမ့်မယ်ကဲဒါဆိုသားလို့ပြောလို့5ကဲ5 5ကိုအရင်ဆုံး trace ဟုတ်ပြီတေချာကြည့်မယ်နော်ပြီးလိုလေးလာမယ်ပြီးရင်သူ့အပေါ်မှာอืมပြန်ထည့်ပြီးလိုက်5ဖြစ်သွားရောကဲ ဒါဆိုသားတို့ပြီးတော့ရေဆရာတို့အလွတ်တစ်ခါလောက်ထပ်ဆွဲမယ်ကဲခေရန်ဒီကိုင်းစပြီ5အာမမကက်ဘူးเนาะကဲဒါဆိုသားတို့ပြီးတော့ဒီက6လေးကိုထပ်ရေးလိုက်ကြအောင်6ကဲ6ကိုရေးမယ်ဆိုရင်အရင်ဆုံး trace အဲဘင်းလူလေးအစံလေးထည့်လိုက်6ဖြစ်သွားရော Okay ဒါဆိုရင်6ကိုအလွတ်တစ်ခါလောက်ထည့်ရလိုက်ကြအောင်ဟုတ်ပြီ 6ဆွဲမယ်6အစံလေးထည့်လိုက်ဒါပဲ6ကဲဟုတ်ပြီနော်ဒါဆို 6B ပါလေ yes 7 7ရေးပဲကဲဒါဆိုရင်အရင်ဆုံး trace လာပြီ7ဒါပဲအာကဲဒီနေ့ချက်ပဲဆိုလိုက်7ဖြစ်သွားပြီကဲဒါဆိုရင်7ဒီကို0တစ်ခေါက်လောက်ဒီလိုရေးမယ် ready စပါပြီ7 ဒါပါပဲတာတို့ဒီကဲဒါဆိုဆရာတို့ဒီက 8dm ကဲသူက8လေးရချာနေနေလေးရင်းနီးလေးတော့ရှိရနော်တာတို့ပြီးတော့เนาะဂရုတော့စိုက်ရရမယ်เนาะဆိုတော့ 8g လို့ရှိရင်เนาะဒါအများစုကဘယ်လိုမှားရတတ်လဲဆိုတော့8ကသူကလူမျိုးဆက်ဝိုင်းလေးနှစ်ခုဆက်နေတဲ့ပုံစံလေးရှိတယ်ဆိုတော့လူအများစုကရေးလို့ရှိရင်8ကိုတခါတည်းလူမျိုးဆက်ဝိုင်းနှစ်ခုကိုဆက်လိုက်ရော8ဒါမဲ့အဲ့ဒါကြီးဒီရင်းနီးမှားတယ်เนาะဆရာတို့ဆွဲလို့ရှိရင်8ကို ခဲတာကို တခါပဲဆရာတို့ဆွဲမယ်။နော်ခဲတာကိုမကြွဘူးအိတ်ဆွဲနေတော့မှတခါရဲအပြက်အိတ်ကိုဆွဲမယ်။ဆိုတော့ပြောချင်တာဒီဥက္ကံဆက်ဝိုင်းနှလုံးကိုပူးကပ်ပြီးတော့အိတ်ဆိုပြီးမလုပ်ရဘူး။ကဲဒါဆိုရင်ဘယ်လိုဆွဲမလဲဆွဲနည်းလေးကိုသေချာကြည့်နော်။ဒါပြီးတော့ကဲအိတ်လေးကတော့နည်းနည်းကြည့်ဆိုင်ရမယ်ဆွဲလို့ရှိရင်ဟုတ်ပြီ။ဆွဲပြီးလာပြီ။အင်းဒါတို့တခါရဲတစ်ချက်တည်းဆွဲမယ်အိတ်ကို။ဟုတ်ပြီနော်။ကဲဒါဆိုရင်ဒါပြီးတော့ဆရာတို့တခါလောက်ထပ်ဆွဲလိုက်ရအောင်။ အလို့ဆွဲမယ်နော် ready ဟုတ်ပြီကဲဒီမှာ8ဘာခက်လဲနော်ဒါနဲ့နဲ့တော့ခုနဆရာပြောလို့သတိတော်ထားရမယ်နော်သူကလိုလိန်လိန်ကောက်ကောက်ကလေးဆွဲရတဲ့ဥစ္စာလေးညာလက်ကလေးကိုတော့ထိန်းပြီးဆွဲမယ်နော်အခုနဆက်ဝိုင်းတစ်ခုကိုသွားကတ်တာလေးမလုပ်ဘူးနော်ဟုတ်ပြီဒါဆို9ဟုတ်ပြီ9တို့လည်းဘယ်လိုဆွဲမလဲကဲအဲ့မှာလဲ9လဲမှားတက်ကြရတော့ဘယ်လိုလုပ်လဲ9ကိုသူ့ရဲ့ထိတ်ကအဆိုင်ကြီးကိုထည့်တယ်ဘယ်လိုမျိုးထည့်ပြီးတော့ဒုတ်ချောင်းကြီးဆွဲချလိုက်တယ် ကဲအဲ့ဒါလဲမှားတယ်အဲ့လိုမဆိုရအောင်နိုင်လို့ဆိုရင်ဆရာတို့ခဲရန်ကိုမကြွဘူးတခါရဲအပီးပြက်တခါရဲဆွဲမယ်เนาะဆိုတော့ဇက်ဝိုင်းကိုထဲထဲပြန်ဒုတ်ချောင်းကြီးဆွဲတာတော့မလုပ်ပါဘူးနိုင်မှလည်းဆွဲနေလေရှိရဲသေချာကြည့်မယ်နော်ကဲဟုတ်ပြီသူ့ရဲ့ခေါင်းလေးကဆဆွဲ trace လုပ်ပြီးလိုလေးလာမယ်အဲပြီးခေါင်းလေးပြီးသွားရင်တခါရဲဒုတ်ချောင်းကိုအောက်ကိုဆွဲချလိုက်ဘာမှခဲရန်ကိုကြွနေစရာမလိုဘူးတစ်ချက်တည်းပဲဆွဲရမယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဆရာနဲ့တူတူအလွတ်တစ်ခေါက်လောက်ဆွဲမယ်9 8 7 6 ုတ်ပြီသူ့ရဲ့ခေါင်းလေးကိုဆွဲပဲခေါင်းလေးပြီးသွားရင်အောက်ကိုတန်းပြီးဆွဲချလိုက်တန်းနေဦးဒါပဲ9ဘာမှမကြည့်ကဲဒါဆိုရင်ဆရာတို့10 10မှကျန်တော့တယ်ဟုတ်ပြီ10ကြတော့ဘာလေးလဲလိုမျိုးလေး trace လုပ်မယ်1ပြီးတော့အနောက်က0လေးထည့်လိုက်ရုံ10ဖြစ်သွားကဲဆိုတော့ဒါမျိုးအိမ်မှာ0ဆွဲတဲ့အခါမှာဘာသတိထားမလဲ0ဆိုရင်ဆရာတို့အောက်ကနေစပြီးတော့မရစ်ဘူးเนาะ0ကိုအပေါ်ကနေစပြီးတော့ဝိုက်မယ်ပြီးရင် အပေါ်မှာပဲပြန်ဆုံးနေဒါပဲဆိုတော့10တို့0နောက်တစ်ခါအလွတ်ထပ်ပြီးတော့ဆွဲကြည့်ကြအောင်10ကဲဒါဆိုဘာခက်လဲဘာမှမခက်ဘူးเนาะဒါကဲဟုတ်ပြီဒါကဒါဆိုဒီခါ0 ဆွဲထွားတာဒီဗာလဲ1 to 10ဟုတ်တယ်မလားဒီကဏ္ဍတွေကိုဆရာတို့ပြန်ပြီးဆွဲထားတယ်ဆိုတော့ဒါတို့သမီးတို့အနေနဲ့တော့အခုနပြောလို့တော့ကဏ္ဍတွေဆွဲတဲ့အခါမှာဆိုတော့လက်ကလေးကိုတော့ထိန်းပြီးတော့ဆွဲတတ်ဖို့အရေးကြီးတာပေါ့နော်ကဏ္ဍလှလှလေးတွေထွက်ဖို့အတွက်ကတော့ကဲဒါဆိုဒါတို့သမီးတို့နော်အိမ်မှာတစ်ခေါက်ပြန်ပြီးတော့ဆရာခုနဆွဲထားတယ်ဆွဲနေတဲ့အချိန်လေ့ကျင့်မှာဒါဆိုရင်1 to 10ကဏ္ဍလေးလှလှလေးတွေထွက်လာမှာပေါ့နော်ကဲဒါဆိုဒါတို့သမီးတို့ရေနော်ဆရာတို့1 to 10ကဏ္ဍကိုအိမ်မှာတစ်ခေါက်ထပ်ပြီးတော့ 多简单哦，立即来加吧。<music>